မင်္ဂလာပါရှင်ဒီမော့ဆိုအရှိဖဲချက်မှာစပားဝယ်တူမရှိတဲ့အတွဲတောင်တူတွေအခက်ကြုံနေတဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရနေပြင်းနေဒီမော့ဆိုအရှိဖဲချက်မှာဆက်ဆောင်တဲ့ data ခန့်တွေစိုက်ပြူထားတယ်စပားတွေဝယ်တူမရှိတဲ့အတွဲတောင်တူတွေအခက်ကြုံနေရတယ်လို့ Tipo Glow အုပ်စုဥက္ကဋ္ဌကပြောပါတယ်အဆိုပါစပားဆေးကိုရခိုင်နယ်2024ခုနှစ်မှာ IEC ကတပိတ်တာလင်2200ကျန်းနဲ့သတ်မှတ်ထားပေမဲ့ ယခုနှစ်2025ခုနှစ်မှာမူတပိတ်တာကို1900ကျပ်တာစပေါ့စီရှိတယ်လို့ဆိုထားပါတယ်။အဲဒီလိုစပါးစီမရှိတဲ့အတွက်ဒမော့ဆိုအရှိဖက်ချမ်းမှာရှိတဲ့တောင်သူတွေက အခက်ကြုံနေရတယ်လို့ဆိုထားပါတယ်။ဒါအပြင်စစ်တပ်နဲ့ပြည်သူစစ်ကြောင်ထုံမှုကြောင့်ထက်ဆန့်ဆစ်ဆောင်လာတဲ့ဖဲခုံရင်အရှိဖက်ချမ်းမှာရှိတဲ့ဆစ်ဆောင်တွေအတွက်လည်းအရေးပေါ်စားနပ်ရိက္ခာနဲ့အနှွေးထဲခြင်တောင်းဆောင်တွေလိုအပ်လျက်ရှိနေတယ်လို့ ထီပိုကလိုအုပ်စုဥက္ကဋ္ဌထံကသိရပါရရှင်